မှာเนาะအများကြီးအထောက်အကူပြုသွားမယ်ဟောတရားဒေသနာဘာပြောချင်လို့ဆိုတော့အလုံးကြာဝပိသာတုတ်တန်တစ်ခုဝါမိကတုတ်တန်ဆိုတာရှိတယ်ဝါမိကတုတ်တန်ဆိုတာဝါမိကဆိုတာတောင်ပေါ်ကြီးလို့အဓိပ္ပာယ်ရတယ်လူတိုင်းကြားလို့လည်းဒီတုတ်တန်ဟုတ်လားဒီတုတ်တန်ဖြစ်ပေါ်လာခြင်းရဲ့အကြောင်းတရားလေးကလည်းနည်းနည်းစမ်းကြည့်တယ်လို့ဆိုရမယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရှင်ကုမာရကတ္တပမထေရဆိုတာကစမ်းကြည့်တဲ့တရားစကားကိုပြောဟောတတ်တဲ့နေရာမှာသူကဣတရေရတယ် ်။သူများနားလေအောင်အစမ်းတကြီးအရန်ဟောတတ်တယ်။စကားလွန်တက်တယ်လို့ပြောကြပါလား။အဲ့ဒီရှင်ကုမာရကတ္တဝမထေရကတော့တရားဥတရားမြတ်ရဖို့ဆိုတဲ့စိတ်နဲ့တကယ်ကိုယ်ပဲလုံလောက်ရည်ပြင်းပြင်းထန်ထန်နဲ့ဇေတဝန်ကျောင်းနဲ့မင်းမိုးဝေးမှာရှိတဲ့အန်တဝန်တော်အုပ်ဆိုတဲ့ရှိတယ်။အဲ့ဒီတည်းမှာသူတဘာရဲကိယောင်းပြီးတော့တရားထုတ်တယ်။အဲ့လိုအားထုတ်တော့ဟိုးအရင်ဘဝကသူနဲ့အဆက်အဆက်ရှိခဲ့ဘူးတဲ့ပြမာကြီး ော့တတိကျကျပြောရရင်ကတ္တပမြတ်စွာဘုရားသာသနာနောက်ပိုင်းမှာယဟန်ခုနှစ်ပါးတောင်းပေါ်တက်ပြီးတော့တရားအထုတ်ကြလာရှိတယ်။တပါးကယဟန်နာဖြစ်တယ်။နောက်တပါးကအနာဂံဇံရတယ်အနာဂံဖြစ်တော့ဇံရတယ်။ကျန်တော်မူသောအဲ့ဒီအနာဂံကိုတော်ကဗြမာကြီးဖြစ်တယ်။ကျန်တဲ့၅ပါးကဘာတရားတူမှမညာဘဲနဲ့ပုထုဇဉ်ပွားနဲ့ကျန်တော်မူသွားတယ်။အဲ့ဒီကျန်တဲ့၅ပါးတည်းကတပါးကအဲ့ဒါရှင်ကုမာရကတ္တပဖြစ်လာတာ။အဲ့ဒီအနာဂံဖြစ်ပြီးတော့ပြန်တော်မူသွားလို့ဗြမာကြီးဖြစ်နေတဲ့ပုဂ္ဂိုလ်က ကျန်တဲ့တငယ်ချင်း၅ပါးကိုဘယ်ဒီရောက်နေလဲဆိုတာကိုသူအမြဲတမ်းကြည့်ပြီးတော့သူကအကူအညီပေးတာဟုတ်လားခုလည်းပဲအဲ့ဒီပြမကြီးကရှင်ကုမာရကတ္တပတပါးတည်းနေတဲ့တောထဲကိုရောက်လာပြီးတော့ရှင်ကုမာရကတ္တပတရားထုတရားမြတ်ရဖို့အတွက်သူကအကူအညီလာပေးတာအဲ့ဒီအကူအညီကမေခွန်ပု္ပ္ပာ15ချက်ပေါ့အဲ့ဒါလာမေးတာဘာပြောတော့ဆိုတော့ယဟန်နဲ့နော်ဟောဒီလောကကြီးမှာတောင်ပေါ်ကြီးတစ်လုံးရှိရဲ့အဲ့ဒီတောင်ပေါ်ကြီးက နေ့မှဆိုရင်မီးတောက်တယ်ညမှဆိုရင်အခေါ်လွတ်တယ်အလွန်ဆန်းကျင်တဲ့တောင်ပေါ်ကြီးပေါ့အဲ့ဒီတောင်ပေါ်ကြီးကိုပညာရှိတဲ့ဆရာကြီးကသူ့ရဲ့တပည့်ကိုခေါ်ပြီးတော့ငါတပည့်နေ့မှမီးတောက်တယ်ညမှအခေါ်လွတ်တယ်ဒီဆန်းကျင်တဲ့တောင်ပေါ်ကြီးကိုတူးဆန်းกว่าဆိုပြီးတော့တော့တရင်တို့ပေါက်ပြားလို့ပြီးပြီးတော့တူးခိုင်းအဲ့လိုတူးခိုင်းတဲ့အခါကျတော့တပည့်ကလည်းပဲဆရာကိုယုံကြည်တယ်ဒီတောင်ပေါ်ကြီးကဘာလို့များတွေ့မလဲမသိဘူးပေါ့ နော်ယတနာတွေမြင်ရမလားဘာမှမတော့ဆရာကိုယုံကြည်တဲ့စိတ်နဲ့ဒီတောင်ပေါ်ကြီးကိုအားကျုံးမှန်တဲ့သူတွေ့တယ်ပေါ့အဲ့လိုတွေ့တဲ့အခါကျတော့တောင်ပေါ်ကြီးကိုတွေ့ရင်လည်းဘာတွေ့တော့ဆိုတော့တကားမင်းတို့ကြီးတွေ့တယ်တဲ့နော်ရှင်းတော့ကဦးရှင်တို့တကားအတွင်းကခတ်ထားတယ်ဆိုရင်အခုလိုချက်ကလေးပါလေးတန်နဲ့လှုပ်ထားတာမရှိသေးဘူးကိုဘက်ကတကွာဒီဘက်ကတကွာတင်ပေါ့တုံကြီးတင်ထားတဲ့တကားမင်းတို့ကြီးအတွင်းကအပြင်ဘက်ကဖွင့်လို့မရတော့ဘူးအဲ့ဒီတကားမင်းတို့ကြီးတွေ့တယ်တော့ဆရာကတကားမင်းတို့ကြီးတွေ့တယ်ဆိုတော့ ။ငါတပည့်အဲ့လိုဆိုရင်အဲ့ဒီတက္ကမင်းလုံးကြီးကိုဖဲပစ်လိုက်ခွာဆက်တူးလို့ခိုင်းနေတဲ့။ဆက်တူးလို့ခိုင်းတဲ့အခါကျတော့တပည့်ကဆက်တူးတယ်။ဆက်တူးတဲ့အခါကျတော့ဘာတွေ့တော့ဆိုတော့ဆရာဒီမှာဖားတကောင်တွေ့တယ်။တောင်ပေါ်ထဲဆိုတော့ဖားရှိရအောင်။ငါတပည့်အဲ့လိုဆိုရင်အဲ့ဒီဖားကိုဖဲပြီးတော့ဆက်တူးခွာလို့ခိုင်းနေတဲ့။ဆက်တူကွာဆိုတော့ဆက်တူတာပေါ့ဆက်တူတော့ဆရာဆက်တူရင်းနဲ့တောင်းမိုးကတော်တော်လေးကြီးတော့เนาะလမ်းရောင်ရောင်လေးကဟိုဘက်တစ်ခေါင်းဒီဘက်တစ်ခေါင်းလမ်းလေးကနှစ်ခွန်းဖြစ်နေတယ်ပေါ့ လမ်းလေးနှစ်ခွာတွေ့ရတယ်။မင်းအဲ့ဒါကိုထည့်တွေ့နေတယ်အဲ့ဒါလည်းဖြိုဖျက်ပြီးတော့တူးပလိုက်ကွာလို့ခိုင်းနေတယ်။တဆက်တူတဲ့အခါကျတော့ဘာတွေ့ပြန်လို့ဆိုတော့ဇေယားကဒီမှာနော်ဆက်ပြာရေစည်ကြီးတစ်ခုတွေ့တယ်။ဆက်ပြာရေစည်ဆိုတော့ပြီးတော့ဦးဇင်းအသေးပဲပြောပြပါမယ်ဟုတ်လား။နော်ရေစည်တစ်မျိုးပါပဲ။နော်ရေစည်ကြီးတစ်ခုတွေ့တယ်လို့ဆိုတော့အဲ့ဒီရေစည်ကြီးကိုလည်းဖျက်ပြစ်ကွာဆိုပြီးတော့ဆက်တူခိုင်းတယ်။ဆက်တူခိုင်းတော့ဆက်တူတဲ့အခါကျတော့ဘာတွေ့လို့ဆိုတော့လေးတစ်ကောင်တွေ့တယ်တဲ့။ ိတကောင်တွေးတဲ့ခါကျတော့ဇေယဒီမှာလိတကောင်တွေးပြန်ပြီ။တောင်ပူကြီးထဲမှာလိတကောင်တွေးပြန်ပြီဆိုတော့အေးအဲ့လိုဆိုရင်အဲ့ဒီလိကိုလည်းဖယ်ပစ်ကွာဆိုတော့တုခိုင်းတယ်။တုခိုင်းတော့ဆက်တူတော့မတွေးပြန်တော့ဆိုတော့ဇေယရဲ့ဒီမှာဓာတ်တစ်ချောင်းနဲ့စင်းနေတုံတုံတွေးရဲ့တဲ့။ဘလိုလို့ရောက်နေလဲမသိဘူးတောင်ပူထဲမှာဓာတ်တစ်ချောင်းနဲ့စင်းနေတုံတုံနဲ့ဟုတ်လား။အဲ့ဒါနဲ့အဲ့လိုဆိုရင်အဲ့ဒီဓာတ်နဲ့စင်းနေတုံလည်းဖယ်ပစ်ကွာမင်းဆက်တူလို့ခိုင်းတော့ဆက်တူတဲ့အခါကျတော့လက်လက်ဆက်ဆက်အသားတစ်တစ်တွေးရဲ့တဲ့။သလားတော်တတော် အစိမ့်အသာစိမ့်အသာစိမ့်တတုံးတွေ့နော်တွေ့တဲ့အခါကျတော့ဆရာကအေးအဲ့ဒီအသာတစ်အသာစိမ့်တုံးကိုလည်းဖယ်ပြစ်လိုက်ကွာအမင်းဆက်တူအောင်လို့ပြောတော့ဆက်တူတဲ့အခါကျတော့နောက်ဆုံးပါတွေ့တော့ဆရာနဂါးတကောင်တွေ့တယ်တဲ့မောက်ထောင်ပြီးတော့နေတဲ့နဂါးတကောင်တွေ့တွေ့တဲ့အခါကျတော့တပည့်ကဆရာကနဂါးတွေ့တယ်ဆိုတော့အေးနဂါးဆိုရင်တော့မင်းဖယ်ပြစ်လို့မရဘူးအဲ့ဒီနဂါးကိုမင်းပူဇော်လို့ခိုင်းနေတဲ့နဂါးကိုဘာလို့ခိုင်းတော့ပူဇော်ခိုင်းတာအဲ့ဒါဒီဟာက ပြမကြီးကဒီပြဿနာ15ချက်ဒါဘာမှနားမလည်ဘူးရှင်ကုမာရကတ္တဝါဒါဘာတွေလဲလို့မေးတာ तू ဘာမှမသိဘူးမသိရင်ဓမ္မဆရာဘုရားကို तू သွားမိမှာပဲမေးရင်မြတ်စွာဘုရားဖြေတဲ့အခါမှာဒီမိဘုန်းကြီးရဲ့ဒီပု္ပ္ပဇာရဲ့အဖြေကို तू နားလည်ပြီးတော့ तू တရားတို့တရားမြတ်ရဖို့အတွက်အကြီးကြီးအထောက်အကူပြုမယ်တရားသေးသနာတစ်ခုဖြစ်လာမယ်ပေါ့ဟုတ်လားအဲ့ဒါနဲ့ဒီမကြီးပြောက်သွားရောဒါအတူပဲဦးဇင်းတို့ပြောကြတာဟုတ်လားတူတူလေးပဲပြောကြတာ ဲ့တော့နောက်နေ့မနေ့ရောက်တဲ့အခါကျတော့ရှင်ကုမာရကတ္တပအနန္တောတွေကထွက်ပြီးတော့မြတ်စွာဘုရားကြီးကြွားသွားတယ်။အဲ့ဒူလူဆန်းဆန်းပြန်မာကိုလည်းသူတွေ့ရတယ်၊မြင်ရတယ်၊အယောင်အလင်းနေနဲ့မိတဲ့ပြဿနာတွေလည်းတခုမှလည်းနားမလည်ဘူးပေါ့။အဲ့ဒါနဲ့မြတ်စွာဘုရားကြီးရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုသူမေးတာ။ဒီလိုဒီကြောင့်မဲ့ပြန်မာကြီးကသူ့ကိုလာပြီးတော့ပု္ပ္ပစာတွေမေးရဆိုတဲ့အကြောင်းအဲ့ဒီပု္ပ္ပစာကိုအကုန်လုံးတွက်လိုက်တဲ့အခါကျတော့ပု္ပ္ပစာက15ချက်ရှိတယ်။ဟုတ်လား။အဲ့ဒါတခုချင်းကြီးကိုမေးတာ။မြတ်စွာဘုရားက ်မိတော်မြတ်စွာဘုရားလည်းတခုချင်းဒီကိုဖြေတာဟုတ်လားအဲ့ဒီဥစ္စာကိုဦးဇင်းတော်ကနော်ပါဠိတွေပါဠိလည်းရွတ်မနေဘူးဟုတ်လားလူရင်းကလေးပေါ့လူရင်းကလေးဒါကိုဦးဇင်းတော်နားလည်ကြည့်ကြပါအလုံးစိတ်မလာတဲ့ကောင်းတဲ့ဒေသနာပါဒီဒေသနာဟုတ်လား